မင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့ဆာရေးဆရာမကြီးဝန်ဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ဝုံမုံခြေတန်းဆိုတဲ့ဝိတုစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ဝုံမုံခြေတန်းအပိုင်း၃ ဒုတိယရန်ဤစာတင်နှင့်အစမှာတော့မိဘမခေါ်လျင်မဖြစ်သောကိစ္စတစ်ခုပေါ်ပေါက်လာခဲ့ပြန်သည်အတန်းထဲမှာကလေးတယောက်ဤတန်ဆုံထွက်အောင်တည်၍ရသော ခလုတ်ကလေးများပါသည့်ကွန်မာဘူးလှလှကလေးကိုအုတ်ခဲဖြင့်အသေးချာထုချေဖြက်စီသည့်အမှုဖြစ်သည်ဒီတခါတော့မေတော်ပါအတော်ကလေးတော့ပွားသွားသည် မတော်တဆပျက်စီးတာမျိုးမဟုတ်ဘဲအသေးချာကိုရိုင်းနှက်ထုချေနေတာမေတော်ဤမျက်မြင်ကိုယ်တွေပင်ဖြစ်သည်ဒီတခါအပြစ်တင်မိသူကမေတော်ကိုယ်တိုင်ပင်ဖြစ်သည် အလိုလိုက်မီလို့ဒီလိုများဖြစ်သွားတာလားဟုတန်တရားစိတ်နဲ့ကိုဟါကိုယူကြုံမရဖြစ်ရသေးသည်ဒီအထဲမှာကျန်တဲ့ဆ iam မတချို့ကလည်းဒီမှာလူအမျိုးမျိုးစိတ်အထွေထွေရှိသောလောက်ပေါကင်ဘက်များအိချာမှာမိတော့ကိုအထူးအဆန်းလို့၍ရေးကြီးခွင်ကျဲအတင်းပြောတဲ့တွေလည်းခံနေခဲ့ရသည်ဘအုပ်ထဲကဆ iam မတဲ့တချို့ဆ iam မတွေကဟဲ့ဟုတစ်ချက်အော်လိုက်အောင်ဖြင့်မိကိုရေးနဲ့နှိမ်လိုက်တဲ့ကဲ့သို့ငြိမ်ကြသွားတာမျိုးမှအရေးအချင်းဟုသတ်မှတ်လို့ကြသည် အတန်းထဲမှာအကြတန်ကြရလောက်အောင် စီကံတင်ကျပ်သောဆရာမများလည်းရှိသည်နက်နက်ကြောင်းတက်သည့်အချိန်မှစ၍ညနေကြောင်းစင်းသည့်အထိနေ့တိုင်းနေ့တိုင်းကြောက်ရွံ့လာလို့ရသောကလေးများ၏စိတ်ကိုသူတို့ကြည်မနေကြပဲအတန်းတွင်စီကံကောင်းသည်ဟူသာချီကျူးတဲ့လူကချီကျူး၏ထိုဆရာမများသည်ကလေးနှင့်အဝေးဆုံးအနေထားမှရှိနေသည်ကလေးအကြောင်းကိုတော့ဘာမှတီးခွင်မရနိုင်တီးခွင်မရပေမဲ့လည်းဘာမှတော့မဖြစ်သေးပါ ပစ္စုပန်မှာတော့ဘာမှဖြစ်နိုင်စရာမရှိပေ။ခောက်ရိုးကျိုးကြောက်တက်လန့်တက်ဟုတ်ဟုတ်မဟုတ်ဟုတ်နာခံတတ်သောကလေးများကိုငြိမ်သက်စွာမွေးထုတ်နေချိန်မှာတော့အမြင်အားဖြင့်တင့်တယ်နေမလားမပြောတတ်။မိသောစာသင်ခန်းကတော့အဲ့ဒီလိုမျိုးမဟုတ်။ကလေးတို့ဤဂျင်းနဲ့တန်းမဂျင်းနဲ့သောအတန်တို့သည်လွတ်လပ်စွာပင်စူဝေစီညာလျက်အစဉ်အမြဲရှင်သန်နေသည်။အရေးကြီးသောသင်ခန်းစာအစ်တတ်သောနေများမှာသာ အတန်းသည်မငြိမ်စဘူးငြိမ်လျက် ်တင်ငန်းစာထဲမှာစိတ်ကိုနှစ်ထားကြသည်ကလေးတွေကသူတို့ကိုယ်တိုင်ငြိမ်နေသောစာတင်ငန်းထဲမှာအံ့ဩစွာပင်ဆ iam မကြီးတိတ်ဆိတ်နေတာပဲနော်ဟု ပြောကြသေးသည်ဆ iam မကိုခေါ်ရင်ဆ iam မကြီးလို့မခေါ်ရဘူးအခါခါပြောလဲမညာအတန်သေးသေးစူးစူးများဤလွတ်လပ်မြူးတူးစွာခေါ်သောဆ iam မကြီးသည်မိတော်ဤအိမ်မက်အထီပါလိုက်ပါလာလေးရှိသည်လောက်တရဝိုင်းဆ iam မကြီးများဖြစ်ပါလျက်ကလေးတငယ်စိတ်ပညာတွေကိုနားလဲကြပါလျက် တင်နန်းတွေလည်းအခါခါဆင်းခဲ့ပါလျက်မိတော့ကိုအဲ့ဒီလိုကလေးတွေကိုချော့ပေါင်းနေလို့ကတော့ခေါင်းမော်တက်တော်မှာဆီယမအကိုရောင်းစားသွားလိမ့်မယ်ဟု အတီလိုလို စားနောက်တာလိုလိုပြောကြသည်ဒေါ်မေတော်ကတိတ်အေးတာကိုဒါကြောင့်သူ့ကလေးတွေကမကြောက်တာဟုမိတော့ကိုရှေ့မှာထားလျက်ပင်ဝေဖန်ကြသည် အလုံးဝင်ကားစားလောက်ကတော့စကားအများရမှာရှက်တာရော စိတ်တဘောထားမတိုက်ဆိုင်တာရောစူပေါင်းပြီးဘဘညာညာတွေမရှင်မဲညင်နေသည်ဒါပေမဲ့အခါခါလာပြောတော့အခါ မိတော်ကလူကြီးတွေကိုတော့တီးခတ်မနေနိုင်ပဲအပြင်းအထန်ခြေပါခဲ့သည်။ကျမကလေးတွေကိုအလိုလိုက်တာစိတ်ရှိတာဘသူ့ကိုအနှောက်အယှက်ဖြစ်တယ်လဲ။ဆရာမတွေအားလုံးကကိုကြိုက်တဲ့ပုံစံနဲ့ကိုတန်းကိုအုပ်ချုပ်နိုင်ခွင့်ရှိတယ်။ကလေးတွေအတွက်စိတ်ရှိလက်ရှိစာနာနားလည်တဲ့အတွက်ကျမမှဘာမှကိုကြိုးစည်းပွားမရှာခဲ့ဘူး။ကလေးကိုချင်းချောက်ပြီးလက်ဆောင်ရအောင်မတောင်းခံခဲ့ဘူး။ကုံကုံပြောလိုက်မယ်။ကလေးမိဘရောင်းတဲ့ဈေးဆိုင်မှာတော့ပို့ပို့တတရာကောင်းစီဆိုပြီးဈေးမွေဘူး။ကလေးမိဘဖွင့်တဲ့လက်ဖက်ရည်ဆိုင်မှာရင်းနှွေးမခတ်ခိုင်းဘူး။ မေတော်ကျန်းသောအခါရေခဲတုံးကထိန်လေသည်ထို့အချိန်မျိုးမှာမေတော်အမြင်တွေဝေဝါလျက်ရင်တွေကလည်းတတိတိခုန်လျက်လက်ဖြားခြေဖြားတွေကလည်းအေးလျက်ဘလူးဘရိတ်မျိုးနဲ့မှထိန်လို့မမီအောင်မေတော်ရင်တွေပောက်ွယ်ထွက်ကုန်၏ကျမစိန်ခေါ်ရဲတယ်ကျမတန်းအားကလေးတွေနှစ်ကောင်နဲ့ဆောင်ပွဲမှာဘလူးအမှတ်မျိုးနဲ့အောင်မလဲစောင့်ကြည့်စိတ်တရည်နဲ့ဆမ်းမလားညံစွမ်းရင်တိုးတက်မှုနဲ့ဆမ်းမလားပန်းနိုင်ရောက်တဲ့အချိန်မှာအဖြေပေါ်လိုက်မယ်မေတော်ကအပြင်းအထန်စိန်ခေါ်ခဲ့သည် မေတော့အကြောင်းကိုတည်တော်လူများစုကတော့မေတော့ကလေးများကိုဇူနီယာမေတော့လေးတွေဟုတင်စားကြသည်မေတော့သည်ကလေးများ၏လက်ရည်ကိုတပြေးညီတဲ့ဝိုင်းဆက်လှပနေအောင်စိတ်ချေလက်ရှိစူးစမ်းပြုပြင်ယူသည်အတန်းထဲမှာတောက်ရည်ဦးဖျားကားထားတာကအစဖနှက်ချူတာအစုံသူတာဝန်ကလေးတွေနဲ့သူစီမံခန့်ခွဲတအောင်နေကျင်ပေးထားသည်ကျောင်းဤယုံကိစားတာရင်နိုင်ကျောင်းဤတာယာတုတ်တဲ့ရည်တို့မှာလဲမေတော်ကအဆဆအရာရာဥဆောင်၍ အလုတ်ကိုတက်တက်ကြွကြွလုပ်သည်ထို့ကြောင့်မေတော်သည့်အတန်းတွင်မှလူသိရှင်ကြားပြဒနာဖြစ်မိကိုအလွန်စိုးရိမ်ခဲ့သည်တခြားဘသူကြောင့်မှစိုးရိမ်ကြမလို့အပ်ပါပဲထစ်ခနဲဆိုတာပေတူကမာဘူးရှင်ကလေးဤမိဘများကပစ္စည်းတံပိုးကိုအယောပြန်လိုချင်ကြသည် ပြန်ရော်ပြီးမှလည်းတရားမျှတမှုဖြစ်မည်အရာရာတိုင်းမှာ ခွင့်လွှတ်ရည်လည်းမဖြစ်နိုင်တာကြောင့်တာပေတူ၏အမိကိုမှားလိုက်ရပြန်သည်တာပေတူသည်အသက်ကလေးရလာသည်နှင့်အတတ်ပညာများလည်းတိုးလာပုံဖြင့် အလိန်ညာကလေးများဆွဆာပြူလာသည်ထို့ကြောင့်ပင်တာပေတူးကိုမသိစေရဘဲအိမ်နီးချင်းလေးတန်းကလေးတယောက်၏အကူအညီကိုယူကာအမေကိုမှားလိုက်သည်နောက်တနေ့မနက်စောစောမှာတော့တာပေတူး၏အမေသည်မိတော့အိမ်သို့ရေကြီးတုပ်ပြဖြင့်ရောက်ချလာသည်ဆီယမဆီယမတားရောက်မလာဘူးလားတာပေတူးရောက်မလာဘူးလားမလာပါဘူးဘာဖြစ်လို့လဲဆီယမတပည့်ကလေကျမတို့ဘာမှမပြောဘူးเจ้ามาဖြစ်ခဲ့တာဘာမှမပြောဘူးညကလည်းအစောကြီးအိပ်ရာဝင်နေတယ် အစားအသောက်မတက်ကလေးကသူ့ဖေဝင်လာတဲ့မုံတော်ထမစားဘူးအမေလှုပ်တဲ့လူကတော့ငါသားလေးနေမကောင်းရဲ့လားလို့ဖင်ဆန်းကောင်းဆန်းနေပေါ့ဆရာမမာလိုက်တဲ့ကလေးကညာကြီးကျမလာပြောတာကျမဖြင့်ဒေါသဖြစ်လိုက်ကြလေသူ့အဖေကလည်းစိတ်တွေဆိုးပြီးအတင်းနှုတ်ရိုက်မိတာအဲ့ချင်မှုတူနဲ့ဘာမှမမြင်ရဘူးအေးနင်းနေအောင်မိုးလင်းမသိမယ်လို့ကြိမ်းထားတာမနဲ့မိုးလင်းတော့ဆရာမတပည့်ကမရှိတော့ဘူးလေဟုတ်တော့ဒုက္ခပါပဲလုံးလေအဲ့ဒါဘယ်ရီလိုက်ရှာပြီးပြီလဲမတော်တရော်တွေနဲ့တွေ့တာရင်ဘယ်နဲ့လုံးမလဲ အတော်တို့ကလည်းကလေးလေးကိုအတင်းရိုက်နဲ့နေကြတော့တာကိုဒုက္ခပါပဲအတော်ရဲ့သူတခြားပဲသွားတတ်တယ်လေဆ iam မစီမရှင်ဖုန်းကြီးကြောင့်နေမှာပါပဲရွှေစီရိတ်သားတွေမှာကျမတို့အရက်ကဖုန်းကြီးရှိတယ်သူသွားနေကြတိတ်ကြတယ်အဲ့ဒီနေမှာပါပဲသူ့ဖေကအဲ့ဒီကိုလိုက်သွားတယ်ဖြစ်မှဖြစ်ရလေအတော်ရဲ့ကျမကြိုပြီးစိတ်ပူမိတဲ့အတိုင်းကိုဖြစ်လာတော့တာပဲဒါကြောင့်ကျမအတော်ကိုအစောကြီးကလှမ်းမာနေရကလေးကြောင့်တတိပေးခြင်းလို့အဲ့ဒီတော့ကတော့အတော်မအားဘူးလာမတွေ့နိုင်ဘူးဆိုဟင်ဘယ်တော့ကလဲကျမမသိရပါလားဘယ်သူနဲ့မာတာလဲ ဖျားကြီးစူးစရာတကယ်ကိုမသိလို့မလာတာပါဆရာမရဲ့ကျမဒီလောက်မြိုင်းပါဘူးဆရာမကိုလည်းလေးစားပါတယ်ကျမသားလောက်တာဒီလောင်ဆိုးတဲ့ကလေးကိုဆရာမကစိတ်ရှိရှင်နဲ့တွင်တင်ဆုံးမနေတာကျမမယ်ရောင်းရွေးဝယ်ရည်နဲ့မအားလက်ပေမဲ့ကလေးအဖေကိုရောဘေးနာမိတ်ဆွေတွေပါအမြဲပြောရတယ်ဒါဆရာမတော်တဲ့အကြောင်းကျမတို့ကဆရာမကိုအားကိုးပေးတာပါခေါ်ရင်လာမှာပေါ့မိမကြီးဒီမိတော့ကိုအနုအညွတ်တောင်းပန်နေသည်သူမြတ်ဝမမျက်ရည်တွေပေးစွန်လျက်တာပေတူးအပေါ်မှာ မေတော်တန်တရားဝင်သည့်အတိုင်းပဲဒါပေတူးသည်အမင်းနှင့်ဆီယမအကြမှာအလဲအပတ်တွင်ပြုတ်တက်ခဲ့ပြီကဲအတော်ကြီးလိုက်ဆရာရှိရာမြင်မြန်လိုက် ကလေးကိုတွေ့အောင်ရှာတွေ့ရင်ဘာမှမလုပ်ပါနဲ့နော်ကျမကြောင်းရောင်မှာဘာလုပ်ရမလဲဆိုတာပြောပါမယ်ကဲတော်တော်တွေ့အောင်ရှာအဖေပါကြောင်းတခါလေးခေါ်လာခဲ့ထိုနေ့ကကျောင်းကိုမေတော်ရောက်သွားတော့ဒါပေတူးကိုအဖေအမေစုံညီစွာဖြင့်ကျောင်းခန်းထဲမှာတွေ့လိုက်ရသည်ကလေးဤမျက်နှာလေးကတော့ခါတိုင်းတွေ့နေကြလို့ပြုံးဆက်ဆက်မျက်နှာမျိုးမဟုတ် ကြည်လန်စာစာနှင့်နေရီလဲရွှဲနေဖြစ်သည် ဖွင့်မငိုရဲ၍ကြိတ်ဆိုင်နေသည်အဖေလုံးတဲ့သူကကွန်းတဖက်ဖက်ဝါလျက်ပရင်ပေါင်းမှခဏခဏထွေးချနေသည်မိတော်ကကျောင်းဤနေရန်တွေမှာကွန်တရီတွေဆုံးပြီမှဆိုလျက်အပြုတ်ခတ်နေ၏ထိုလူဤစပင်ကလည်းရှည်လိုက်တာမင်းကလေးတယောက်ဤဆာမူရိုင်းဂျပန်စံထောက်အတိုင်းအောက်ကအတွင်းကန်အင်းကြီးဘာမှမပါပဲရှက်အင်းကြီးဆိုင်ပြုတ်ကိုကော်လာကြီးနှင့်ဝေ၍ရင်ဘတ်ကိုလည်းကျဲသည်နှလုံးစာလောက်ဟာထားသည် အသားညွညွထောင်ထောင်မောင်းမောင်းမျက်နှာကျပုံနဲ့နှုတ်ခမ်းအနေထားကတော့တာပေတူးနဲ့တူလေသည်လက်မောင်းမှာလည်းဆေးမင်းချောင်းတွေထိုးလို့အသက်ကတော့တိတ်ကြီးသေးပုံမပေါ်မေတော်နဲ့အသက်မတိမ်မရင်းလောက်ရှိမီထင်ရသည် အာမနာရန်ထင်မြင်ယူဆလျင်တော့တာပေတူးအဖေနဲ့အမေသည်တာအမေနဲ့မတူသည့်တိုင် တူကြီးလောက်ဒါမှမဟုတ်အမအကြီးဆုံးနဲ့မောင်ငယ်ဆုံးလောက်ကွာနေသည်ထင်ရ၏တေချာကြည့်မီဆိုလျင်တော့တာပေတူးတို့အမေသည်လည်းယုံမစိုးလာပဲ အသားလက်လက်ကြည်ပျော်ရှုပျော်ရှိလေသည်မျက်လုံးမျက်ဖန်ကတော့တာပေတူးနှင့်တူ၏တာပေတူးတို့အဖေထက်အသက်အများကြီးကြီးပုံရတော့လေထိုမိမကြီးအသွင်ပြင်းမှအသက်အရွယ်ကြီးဦးစားခြင်းထက်ဘဝကြီးဦးစားခြင်းကြောင့်ပိုရွေးပိုရွေးရုပ်ကြသည်ဟုခံမနိုင်သည်ကဲဆရာမကြီးဒီကောင်အတွက်ကျွန်တော်တို့ဘယ်လောက်ရောရမလဲအိုးဒီလိုမဟုတ်ဘူးလေကျမကမိဘတွေနဲ့တွေ့ကြတာအရောအစားကိစ္စအတွက်တသက်မဟုတ်ပါဘူးကလေးနဲ့ပတ်သက်ပြီးဆွေးနွေးကြတာလေးတွေရှိလို့ပါ ပြောပါဆရာမပုံဝင်လင်းလင်းသာပြောပါကျွန်တော်တို့ကဆရာမကိုပုံအပ်ထားတာပါဘာလိုအပ်တယ်ဆိုတာဆရာမပြောပြမှသိရမှာပါကဲကျမတို့ကြောင်းဆရာမကြီးစီသွားကြရအောင်ကလေးတို့တော့တန်းနေမှာပဲထားခဲ့မယ်မိတော်သည်မိဘနဲ့ကလေးကိုခွဲကြလိုက်သည်ဒါပေတူကငြိမ်သက်၍ကျိုးနွန်စွာပင်အတန်းထဲမှာခြံခဲ့သည်ခြံကလေးများအားလုံးကလည်းငြိမ်ကြလို့ဒါပေတူ၏စိတ်ငြိမ်သောပုံစံမျိုးကိုပထမဦးဆုံးအချိန်ဖြင့်မြင်ခွင့်ရခဲ့ကြလေသည်ဆရာမကြီး၏ယုံကန်သူသွားတော်လမ်းမှာပင် မအောင်နိုင်လွန်စွာဖြင့်ဘာစကချီးမှမဆိုဘဲအလွန်သိချင်သောမိကွန်းကိုဟော်ဟော်တိုင်တိုင်မီပြလိုက်သည် နေစမအောင်ရှင်းတို့မွေးထားတဲ့လူလားမမြောက်တဲ့ကလေးလေးကိုဘာဖြစ်လို့ဒီလောက်တဲကြီးမဲကြီးရိုက်နှက်နေကြရတာလဲကျမဖြင့်အတန်းနဲ့ကလေးတွေကိုနာနာကြီးကြီးရိုက်ဖို့နေနေတာလားသူများရိုက်နေတာတော့မကြည့်ရဘူးမိတော့မိကွန်းကသူတို့အတွက်အဝင်ဆိုးသောဈေးကားကြီးကိုမြှချလိုက်ရတယ်လို့ဖြစ်သွားသည်နှစ်ယောက်စလုံးမျက်စိမျက်နှာတွေပြတ်သွားသည်အဖေလို့သူကအရှင်းဆုံးနဲ့အပွင့်လင်းဆုံးပြောရရင် ဒီကလေးဟာကျွန်တော်တို့ရဲ့အရှာပါဆောင်တဲ့အစားထိုးမရနိုင်တဲ့တဥရီတော်သားဖြစ်လို့ပါပဲ။ကြပြဆန်ဆန်ပြောရင်တော့ကျွန်တော်ရဲ့တဥတီတော်မျိုးဆက်ရှာပါဖြစ်စီဆိုပါတော့ဗျာ။ဒီကလေးကိုလိမ့်ပါစေချင်တာ၊တော့စေချင်တက်စေချင်တာ။အိုးအကောင်းဆုံးဖြစ်ရမယ်လို့ကျွန်တော်တိတ်ကိုမျှော်လင့်ခဲ့တယ်ဆရာမ။ဒါပေမဲ့ဒီလိုဖြစ်မလာဘူး။ကျွန်တော်သားကိုကျွန်တော်ကောင်းစေချင်လို့ဆုံးမရတာပဲ။ဆုံးမရပါတယ်။ရှင်တို့ဆုံးမတာနည်းနည်းနီးလန်းလွန်းနေသလားလို့ပါရိုက်တယ်ဆိုတာအသားနိုင်အောင်မရှိတာတိတ်မထီရောက်ဘူးရှင် ထိုလူကရဲ့သူ့ဤရဲ့တမ်းမှာခမရနုပါသေးတဲ့ဆ ्याम ရဲ့ဟုပြောလိုက်သလိုပင်ဆ ्याम ရဲ့ကုံကုံပြောရရင်တော့တာပေတူးကြောင့်ကျမတက်ဆိုးရှိခဲ့တာပဲကျမရဲ့ဘဝမှာတားလေးပုံဝင်တာမရှိခင်လူအဖြစ်နဲ့မနေချင်တော့တဲ့စိတ်ညစ်စရာတွေကြုံခဲ့ရတယ်မပြောချင်ပါဘူးဆ ्याम ရဲ့ကျမအားကိုးချင်လို့တားဆူတောင်းခဲ့တာမွေးလာတော့တားကလေးကျမသူ့ကိုအားကိုးရအောင်မွေးခဲ့တာဆ ्याम အခုတော့ဖြင့်လေလူတော်မဖြစ်သေးဘူးမိဘကိုဒုက္ခပေးတဲ့ကလေးတခြားလုံးမဲလေး ထိုးပြီးပြောစရာတော့မလိုပါဘူးသူ့အကြောင်းဆရာမကကျမတို့ထပ်ပို့တိမှာပေါ့အဖေနဲ့အမေကမေတော်ပြောစရာမကြံလောက်အောင်မင်းသူတို့ဘက်မှာပြောစရာအကြောင်းတွေကပြည့်ရှံလုံနေသည်အမေရင်ခောက်ခောက်များဖြစ်ကြောင်းတခုလဲတာပါပဲရိုက်တိုင်းကောင်းမလာနိုင်ဘူးဆိုတော့ကတော့ကျောင်းအောင်ဆရာမကြီးရောမေတော်ပါ စိတ်ရှည်လက်ရှည်ရှင်းပြလိုက်ကြသည်လူတို့မှာအယိုးဆွဲခဲ့သောခံယူချက်တွေကတစ်ခါတစ်ခါမှပြုပြင်မရလောက်အောင်ဂျူးကန်နေတတ်သည် ဒီကောင်ကအကြောင်းမရှိလို့မဖြစ်ဘူးဆရာမရဲ့ဟုအဆုံးသက်ပြောသွားပုံကတော့ကလေးကိုကောင်းလာဖို့ထက်ချက်အောင်ချက်ဖို့ကသူတို့မှာပို၍အရေးကြီးနေတယ်လို့ဖြစ်ပုံရ၏အိမ်ရောက်တော့ထိုအကြောင်းကိုပြန်ပြောပြတော့ခါအိမ်မှာအလေရောက်နေတော့ကိုနိုင်ကမိဘတွေကပါကုစားပြီးတော့မေတော်ရီဟုစားနောင်နေသေးသည်နောက်ပိုင်းတွင်တော့တပိတူးဤမိမိသည်ဈေးသွားဈေးပြန်မေတော်ထံဝင်တတ်၏ခင်မဲမှုလည်းပို၍ရလာသည်မေတော်ကားဖြင့်အမေကိုမခေါ်ခဲ့ပဲ အမေကမလိုက်နိုင်ဘူးဟုညာပြောခဲ့သည့်ဒါဗီဒူကိုအံ့ဩစွာပင်မကြည်မနှက်ဖြစ်ရတော့သည်တတဆီယမအောင်ညာတာဟုပြောဆက်ဆက်မျက်နှာကလေးနဲ့ဖြောင့်ချက်ပေးသည့်အထိမေတော်ကကလေးကိုချော်၍မေးသည်အဲ့ဒါလိန်ပြောတာပဲဆီယမကလိန်ပြောတာမကြိုက်ပါဘူးခဏခဏပြောခဲ့တဲ့ပုံမြင်တွေထဲမှာဆိုလိန်ညာတဲ့အတွက်မကောင်းဖြစ်သွားတာမမှတ်မိဘူးလားဒါဗီဒူကတွေ့လျက်စဉ်းစားပြီးအဲ့ဒါပုံမြင်နဲ့မို့ဖြစ်လိမ့်မယ်အပြစ်မှလိန်ပြောတာကောင်းတယ်ဆီယမညာမပြောဘူးလားတစ်ခါလောက်ပြောကြည့်ပါလား ရိုက်မခံရဘူး။ဆ iam မရဲ့မရရောဆ iam မကိုမရိုက်ဘူးလား။အကိုင်တွေ့ချမ်းပြီးအဖိအသိထူထပ်သောအဝင်းဝိုင်းထဲမှာမိစုံဖဆုံရှိပါလျက်မတီမငိမ်ဖြက်ဖြက်လူနေရှာသောဘဝလေးထဲမှာတံပိုးကြီးထက်မြက်လာသောအောင်နောက်ကလေးဘလူရှင်တန်းမှလည်းအဖေအမေပြေဆောင်သွားရှိနေပါလျက်မတီငိမ်သောအခြေခံဖြင့်ဆခဲ့သည့်ထိုဘဝကလေးသည်နောင်ဘလူများဖြစ်လာမှလည်းဘလူမှမခံမှန်းနိုင်သေးပေထိုအခါမိဘရဲ့လို့ပြည့်ပြည့်စုံစုံနေခွင့်မရတော့လဲ အအူးအစာကလေးကတည်ငြိမ်ခွင့်ရခဲ့သည့်ကိုဘွားကိုခြေနဲ့ရသည် ထို့အခြေအနေမျိုးကိုတိဆောက်ပေးခဲ့ကြသော ဖော်ဖွာဒေါ်လေးဖြူနှင့်ဖေဖေတို့ကိုကျေးဇူးတင်၍မဆုံးနိုင်အောင်ဖြေရပြန်လေသည်အခုဖပြသွားတဲ့ဝိတ္ထုတို့ကလေးကိုနားဆင်ပြီးနားဆင်သူအားလုံးလည်းနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်လာမယ့်အပိုင်းသစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါတယ်အားလုံးပဲပျော်ရွှင်စရာနေ့ရက်ကလေးတရက်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။